ဂေါရမမြတ်စွာဘုရားဖြစ်တော်မူပုံအပိုင်း6ဒုက္ခရစရိယာအကျင့်မာကိုစွန့်ခြင်းနှင့်ဘူမိနတ်တန်တို့တိတ်တတာဘုရားလောင်းသည်ဥရကထံမှထွက်ခွာခဲ့၍နယူဝေလာတော်သို့ရောက်လင်တောဤတရားကိုဝိလောဘွယ်ရှိပုံကိုလက်သက်တဘောချ၍မိမိကြာဘူးတည်ဘူးသာသောကျင်နန်းကြံတဲ့ဟူသည်များကိုဤတော်၌အပြင်းထန်ကြင်ကြံအားထုတ်တော်၏ ကပိလဝဲမှာကုံတန်ညခေါင်းဆောင်တော်ယတိ၅ပါးသည်လဲတိတ်တထဖရာလောင်တော်ထွက်ရာသို့လိုက်လာကြရာနယူဝေလာ၌တိတ်တထကိုတွေ့ယူဖရာလောင်လွတ်လွတ်ကျွတ်ကျွတ်ပြင်းပြင်းထန်ထန်အာထုံနိုင်ရန်ဝကြည်ဝငယ်ပြုလျက်နေကြ၏တိတ်တထသည်အစာကိုတဖြည်းဖြည်းလျှော့ယူကြည့်ရမှာနောက်ဆုံးတွင်အစာဖြတ်လျက်ခြင်းထိုးချင်းတွင်အပါနကဇန်ခေါ်သည့် ထွက်သက်ဝင်သက်ကိုချုပ်ထိန်သားသောအကျင့်ကိုကျင့်ရာကြီးမားပြင်းထန်လာသောဝေဒနာကိုခံစားရသဖြင့်ခံနိုင်အားမရှိတော့သောခန္ဓာကိုယ်သည်စင်ချမ်းဦး၌လဲလီတော်သည်ဤနည်းတိုင်း၆နှစ်ပတ်သို့သာမန်ဖြစ်စေသည်ကြောင့်ဆိုတော့ဝိရစွာအားဖြင့်ပြင်းပြင်းထန်ထန်ကျင့်တော်လေဘုရားဖြင့်အညာရွေးရောင်ကိုယ်တော်မှလည်းလို့ရပဲကိုပင်မဆက်ရုံမြသာဖြစ်၍အကျင့်မှားထစ်ကြောင်ဆုံးဖြတ်ပြီလေ ဆုံးကန်ထွက်ကအစာဟာရကိုမြတ်တယုံမြဖြန့်၍ဘုံပိတ်၏စားပိတ်၏လူကြီးသည်မာပါတို့သည်ဒိဋ္ဌထအစာဟာရကိုပြန်လဲမိဝဲသောအခါဒိဋ္ဌထဝီရိယကိုလျှော့လိုက်၍ဘုရားဖြစ်တော်မမဟုတ်ဟုကျူးစာလျက်ဘုရားလောင်းထံမှထပ်ပါတော်ကြပြီလင်ဆက်ရှိယူဇနာဝေသောဣတိပတနာခေါ်သည်ဘေးမဲ့တော်မိဂဓာဝန်တို့တွား၍နေကြ၏ဘုရားလောင်းသည် ုက္ခရသရိယအကျင့်မားများကိုစွန့်ပြီးနောက်ပူယူသင်လျောသည့်နေရာကိုရှာရင်းနေရာတွင်သရမစ်ဤအရှိဖတ်ကန်တိုင်းတောင်ဘက်သို့ခရီးဆက်ခဲ့၏။တင်နာရွာကြီးအနီးရောက်သောအခါညောင်မင်းကြီး၌ခတနာနီစဉ်တထေသမီးတူကြရလာ၍ကတ်တော်ရွှေကွမ်းမြင့်နှုတ်ဆုံကိုခံယူ၍လေဖက်ကူလောက်ဖုံပေးစားပီလျင်ရွှေကွမ်းကိုနေရာရင်သရမစ်ထဲ၌မျောလိုက်၏။အပိုင်းဆက်ရန်ရှိသည် ကျွန်တို့ channel လေးကိုအပေါင်းလေးညိတ် subscribe နဲ့ comment လေးမှန်ပြီး share ပေးကြပါတော့အမပါသွားရင်လည်းခွင့်လွှတ်ပေးပါတော့အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ